အားလုံးပဲမင်္ဂလာပါ Lanery Ice Studio YouTube Channel နေပြီးတော့ကြိုဆိုင်ပါတယ်ဒီကနေ့ဗီဒီယိုမှာတော့ C programming မှာအသုံးများတဲ့ loop တွေထဲကတစ်ခုဖြစ်တဲ့ while loop ရဲ့အကြောင်းကိုရှင်းပြပေးသွားမှာဖြစ်ပါတယ် while loop ဆိုတာကတော့ကျွန်တော်အရင်ဗီဒီယိုတုန်းကရှင်းပြထားတဲ့ for loop လိုမျိုးပဲကျွန်တော်တို့လောလောဆယ်ဆယ်တဲ့ code ကိုထပ်ခါထပ်ခါလောလောတဲ့အခါမှာသုံးပါတယ်ဒါပေမဲ့ while loop မှာကတော့ for loop လိုမျိုးအစတွေအဆုံးတွေမရှိဘဲနဲ့ကျွန်တော်တို့စင့်ထားတဲ့ condition မှန်နေတူ၍ကျွန်တော်တို့အလုံးလုံးရေချေတဲ့ကုတ်ကိုထက်ခါထက်ခါလဲလို့ရေမှာဖြစ်ပါတယ်။ဝိုင်းလူကိုရေးတဲ့ပုံစံကြတော့ကျွန်တော်အခုပြတ်ထားတဲ့ပုံစံလေးအတိုင်းရေးရပါတယ်။သူ့မှာကြတော့ဝိုင်းဆိုရဲစလုပ်ရှိမယ်ပြီးသွားလို့ရှိရဲလက်တဲ့ခွေထဲမှာကွန်ဒီရှင်တစ်ခုရှိမယ်ဒီကွန်ဒီရှင်ကကြတော့ကျွန်တော်တို့စိတ်ထားတဲ့ကွန်ဒီရှင်ပေါ့နော်ပြီးသွားလို့ရှိရဲဒီနောက်မှာပါတဲ့တော့ခွေထဲမှာကြတော့ဘော်ဒီရှိမယ်ဘော်ဒီကကြတော့ကျွန်တော်တို့အသုံးစရာရှိတဲ့ကုတ်တွေပါ အမပါတဲ့ ambition ကကြတော့ပေါ်သူမှလိုမျိုးပဲကျွန်တော်တို့ရဲ့ brain event တွေရဲ့တက်ဖို့ကို update လုပ်တဲ့အခါမှာသုံးပါတယ်ဒီ while loop ကကြတော့ပေါ်သူနဲ့မတူတာကြတော့သူ့မှာအစားနဲ့အဆုံးစုပြီးတော့အကနန်အတိကျတွေတန်ဖိုးအတိကျတွေအရေအတွက်အတိကျတွေမရှိဘူးပေါ့နော် သူ့မှာကြတော့ကျွန်တော်တို့စိတ်ချတဲ့ condition manity တွေအစလုံးနေမှာဖြစ်ပါတယ်ကြတော့အခုပြတ်ထားတဲ့ကုမဆိုလို့ရှိရင် why ဥပမာလို့ရှိရင် let the equation မှာ i less than equal 5ဆိုပြီးတော့ရေးထားတယ် ဆိုလိုတာကတော့ကျွန်တော်တို့ရဲ့ while loop ကအားရတဲ့ကို file out ငယ်နေတူရေးအလုပ်လုပ်မယ်လို့ဆိုတာဖြစ်ပါတယ်အတော့ဝင်ထဲမှာကျတော့ printf function နဲ့ hello ဆိုပြီးတော့ထုတ်ပြထားတယ်ပြီးတော့လို့ရှိရင်ဒီအောက်မှာကျတော့ i++ ဆိုပြီးတော့ရေးထားတယ် i++ ဆိုတာကျတော့ update ရှိပါ update ရှိဆိုတာကျတော့ for loop မှာလိုမျိုးပဲအားရတဲ့ပုံကို while loop တစ်ခါပတ်တိုင်းတက်ပေါင်းသွားမယ်လို့ဆိုတာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ ဝိုင်းလူကိုကျွန်တော်တို့ရဲ့ကုတ်မှာဆက်ရေးကြည့်အောင်ရေးဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်ပုတ်ပြထားတဲ့ website မှာကြောပြီးတော့ရေးလို့ရပါတယ်ဆိုတော့အစမ်းရေးဖို့ရဲ့ဆိုလို့ရှိရင်ပထမဆုံးအနေနဲ့ C programming မှာရေးတဲ့ set include stdio.a ဆိုပြီးတော့ရေးမယ်ပြီးတော့ရှိရင် add ကြောင့် main ဆိုပြီးတော့ main function တခုကိုအရေးထားမယ် main function ရဲ့အဆုံးပါ return 0ဆိုပြီးတော့ရေးမယ်ဒီမှာ return မဟုတ်ဘူးနော် return 0ဆိုပြီးတော့ရေးရအောင် ဆိုတော့ while loop ကိုရေးဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ variable တစ်ခုကိုရင်တည်ပေးရတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်က editor i equal to 0ဆိုပြီးတော့ကျွန်တော်ကတည်ခဲ့တယ်ပြီးတော့လို့ရှိရင် while loop မှာကျတော့ while ပြီးတော့ဒီ let ရခွဲထဲမှာကျတော့ condition ပေါ့နော် condition ကျတော့ကျွန်တော်က i less than 0 file ဆိုပြီးတော့ရေးခဲ့မယ်။ဒီ islands တွေ file ဆိုတာကတော့ဒီ i က9အောက်ငယ်နေပြီးပြီဒီ while loop ထဲမှာရှိတဲ့ code ကိုအလုံးလုံးမလို့ဆိုလိုပါခဲ့ဆိုလိုတာဖြစ်ပါတယ်။တကယ်လို့ i က9ရောက်သွားလို့ရှိရင်မဟုတ်ဘဲနဲ့9လေးကျော်သွားလို့ရှိရင်ဒီ condition ကမသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ while loop ထဲမှာရှိတဲ့ code ကိုအလုံးမလုံးပဲနဲ့အ while loop ကိုဆုတ်တက်သွားမှာဖြစ်ပါတယ်။ဆိုတော့ဒီ while loop ရဲ့အထက်မှာကျတော့ဒီမှာပေါ့နော် body ရေးမယ်ကျွန်တော်ဒီမှာ forward slash နဲ့ body ဆိုပြီးတော့ရေးလိုက်တဲ့ searcher ကကျတော့အာ comment ဆိုပြီးတော့ကျွန်တော်တို့ကခေါ်လို့ရတယ်ပေါ့နော်ဒီကောင်ကကျတော့ကျွန်တော်တို့ရဲ့ compiler တွေကနေပြီးတော့ဒီ searcher တွေကိုထည့်ပြီးတော့မဖတ်ပါဘူးဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ရေးချေတဲ့ sar တွေကျွန်တော်တို့ no message ချေတဲ့ sar တွေကိုရေးလို့ရပါတယ်ဒီမှာဆိုလို့ရှိရင် body မှာကျတော့ကျွန်တော်က print f နဲ့ hello ဆိုပြီးတော့ရေးလိုက်မယ်ပြရလို့ရှိရင် ဒီအောင်မှာကျတော့ကျွန်တော်ကဒီ forward slash နဲ့ပဲ update scene ဆိုပြီးတော့ကျွန်တော်ကရေးလိုက်မယ် update scene ဆိုတာကျတော့ကျွန်တော်တို့ဒီမှာပါတဲ့ variable တွေတာကိုကို update လုပ်ဖို့အတွက်ရေးရခဲ့ပါတယ်ဒီမှာကျတော့ကျွန်တော်က i++ ဆိုပြီးတော့ရေးလိုက်မယ်ဆိုလိုတာကျတော့ i ကိုတက်ပေါက်သွားမယ်လို့ဆိုလိုတာဖြစ်ပါတယ်ဆိုတော့ဒီကောက် range အောင် rapport တွေဆိုလို့ရှိရင်ကျွန်တော်တို့ကဒီညာဖိတ်ဌာနမှာရှိတဲ့ language ဆိုတဲ့နေရာမှာ C ဆိုတာကိုရွေးပြဖို့လိုပါတယ်ပြီးတော့ run ကြည့်အောင် problem ဆိုလို့ရှိရင်ဒီမှာပေါ့နော်ဒီ hello ဆိုတဲ့ဟာကိုကျွန်တော်ကနေပြီးတော့ dashlet in နဲ့စာကြောင်းတက်ဒီကြောင်းရှင်းလိုက်မယ်ပြီးတော့ run ကြည့်အောင် run လိုက်မယ်ဆိုလို့ရှိရင်ဒီမှာ hello ဆိုပြီးတော့တနဲ့ကော၄၅ဆိုပြီးတော့ hello ငါးချိန်ပေါ်ပါရဲ့ဒီကောင်ဘယ်လိုလုပ်လို့လဲဆိုတော့ကျွန်တော်အနေနဲ့ရှင်းပြပါမယ် အဲကျွန်တော်အနေနဲ့ခဏတုန်းကရေးသွားတဲ့ကုတ်ကိုသစ်ချင်းရှင်းပြပါမယ်။ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်ကကုတ်ရဲ့အစာမှာ integer i = to 0ဆိုပြီးတော့တည်ထားခဲ့တယ်။ဒီကောင်ကကျတော့ initialization ပါ။ပြီးတော့နော် initialization မှာကျွန်တော်က i ကို0ဆိုပြီးတော့တည်ထားခဲ့တယ်။ for loop ကိုပထမတစ်ကြိမ်ပတ်တဲ့အခါမှာ i ရဲ့တပ်ဖို့က0ပါ။ ပြီးတော့သူကဒီလက်သက်ခွေထဲမှာရှိတဲ့ကိုလီဆယ်ကိုစစ်တဲ့အခါကျတော့ရှိရယ်အိုင်ရတကူကငါအောက်ငယ်လားဆိုလို့သူကစစ်တယ်ဗောနော်ဆိုတော့အိုင်ရတကူက0 0က white အောက်ငယ်တာ ဖြစ်တဲ့တွေ့ကြုံလို့ကိုလီဆယ်က true ဖြစ်တယ် true ဖြစ်တဲ့တွေ့ကြုံလို့ဒီတော့ခွေထဲမှာရှိတဲ့ body body မှာကျတော့ကျွန်တော်ကဒီ brain app ဆိုပြီးတော့ hello ဆိုပြီးတော့ထုတ်ပြန်ထားတယ်ဗောနော် ဒါကြောင့်မို့လို့ပထမအကြိမ် while loop ပတ်တဲ့အခါမှာ hello ဆိုပြီးတော့ပေါ်ပါတယ်ပြီးတော့ update မှာကျတော့ draw က i++ ဆိုပြီးတော့ i n တပ်ဖို့1ပေါင်းတယ်ဆိုတော့ i++ ဆိုတာကျတော့ i++ equal 1နဲ့ set တူပါရဲ့ဆိုတော့ဒီပထမအကြိမ် while loop စပတ်တဲ့အခါမှာ i n တပ်ဖို့က0ပါပြောရအောင် i တပ်ဖို့က0ဆိုတော့0ကို1ပေါင်းတော့1ရပါတယ် ဆိုတော့ပထမအကြိမ် while loop ပတ်ပြီးွားတဲ့အခါမှာအရက်တက်ဖို့က1ပါဆိုတော့ဒုတိယအကြိမ် for loop ထပ်ပတ်တယ်ဒုတိယအကြိမ် for loop ပတ်တဲ့အခါမှာ i i က1 condition စစ်တယ်1က file out ငယ်သားဆိုပြီးတော့စစ်တဲ့အခါမှာ1က file out ငယ်သားဖြစ်တဲ့အတွက် true ဆိုပြီးတော့ condition က man ွားတယ် man တဲ့အတွက်ကြောင့်မလို့ ဒီ body မှာ cranial fascia ကိုလှုပ်လှုပ်တယ်။ဒါကြောင့်မလို့ hello ဆိုပြီးတော့ဒုတိယအကြိမ်ပေါ်လာတယ်။ခုဆိုလို့ရှိရင် hello ကိုထုတ်ပြတာဒုတိယအကြိမ်မှာဖြစ်သွားပါပြီ။ပြီးတော့ high blood pressure ဆိုပြီးတော့ eye ကိုတက်ပေါ်တယ်။ဒုတိယအကြိမ်ပေါ်သူစပတ်တဲ့အခါမှာ eye ရဲ့တန်ဖိုးက1ဆိုတော့1ကို1ထပ်ပေါ်တော့2ဆိုပြီးတော့ပေါ်လာပါတယ်။ဆိုတော့ဒုတိယအကြိမ်ပေါ်လူပတ်ပြီးတဲ့အခါမှာ eye ရဲ့တန်ဖိုးက2ပါ ဆိုတော့တာဒီအကျေဖော်လို့ထပ်ပတ်တယ်။တာဒီအကျေဖော်လို့ထပ်ပတ်တဲ့အခါမှာ iron တပ်ဖို့က2 2က5အောင်ငယ်လားဆိုတော့2က5အောင်ငယ်တယ်။ဒါကြောင့်မလို့ condition ကမန်သွားတယ်။မန်တဲ့အတွက်ကြောင့်မလို့ body မှာရှိတဲ့ကိုယ်ကိုလွတ်လွတ်တယ်။ဒါကြောင့်မလို့ brain and function နဲ့ hello ဆိုပြီးတော့ထုတ်ပြပေးရပါတော့။ဒီတစ်ခါထုတ်ပြတဲ့အခါဆိုလို့ရှိရင် hello ကိုထုတ်ပြတာတာဒီအကျေမျိုးဖြစ်သွားပါပြီ။ဆိုတော့ update ထဲမှာပါတဲ့ i blood blood ကိုဆင့်လုပ်တယ်။ high blood plus မှာ i ကိုတင်းထန်ပါတယ်ဗောနော်တတိယတေပေါ်လူစားဖက်တဲ့အခါမှာ i ရဲ့တန်ဖိုးက2 2ကို1ထပ်ပေါ်တော့3ဖြစ်သွားပါတယ်ဒါကြောင့်မလို့တတိယအကျေဖော်လူပတ်ပြီးတဲ့အခါမှာ i ရဲ့တန်ဖိုးက3ပါတတိယအကျေ while loop ပတ်ပြီးပါလို့ရှိရင်စတုထကျေ while loop ပတ်တဲ့စတုထကျေ while loop ပတ်တဲ့အခါမှာ i ရဲ့တန်ဖိုးက3 3က9အောင်ငယ်လားဆိုတော့ငယ်တယ်ဒါကြောင့်မလို့ condition က2ဖြစ်ပါတယ် true ဆိုတော့ဒီ body ထဲမှာရှိတဲ့ brain and fascia ကိုလွတ်လုပ်တယ်ပေါ့နော်။ဒါကြောင့်မို့လို့ hello ဆိုပြီးတော့လေးချိန်မြောက်ထုတ်ပေးတယ်။ပြီးတော့ update မှာ eye ကိုတိတ်ထန်ပေါက်တယ်။ဒီ zero j while loop ပတ်တဲ့အခါမှာ eye တက်ဖို့က3 3ကို1ထပ်ပေါက်တော့ကိုရပါတယ်။ဒါကြောင့်မို့လို့ stoutha j while loop ပတ်ပြီးတဲ့အခါမှာ eye တက်ဖို့က4ပါ။ဆိုတော့၅ချိန်မြောက် follow ပတ်တယ်၅ချိန်မြောက် follow ပတ်တဲ့အခါမှာ iet တက်ဖို့က ိုးကအပိုင်အောင်ငယ်သားဆိုတော့ငယ်တယ်။ဒါကြောင့်မလို့ကိုဒီရှီကသူဖြစ်သွားပြီးတော့ဒီ body ထဲမှာပါတဲ့ brain effect ကိုအလုပ်လုပ်တယ်။ဒါကြောင့်မလို့ hello ဆိုပြီးတော့ထုတ်ပြပေးတယ်။ခုဆိုလို့ရှိရင် hello ကိုထုတ်ပြတာငားချိန်ရှိသွားပါပြီ။ဆိုတော့ amp မှာကျတော့ i ကို1 tap ပေါ့တယ်။ဒီ smart jeff while you sub တဲ့အခါမှာ i ရဲ့ tempo ကကိုဥပ္ပူ1 tap ပါတော့ fire ရပါတယ်။ဒါကြောင့်မလို့ငားချိန်များ while loop ပတ်ပြီးတဲ့အခါမှာ i ရဲ့ tempo က5ပါဆိုတော့ 6ချိန်မြောက်ဝိုင်းလူထပ်ပတ်တယ်ဒီမှာကျတော့ final chess ဆိုပြီးတော့ရေးထားရပါတော့6ချိန်မြောက်ဝိုင်းလူပတ်တဲ့အခါမှာအရဲတဘူးက5 5က5 out ငယ်လားဆိုလို့ရှိရင်5က5 out မငယ်ဘူးပေါ့နော် final final ကတူတယ်ဒါကြောင့်မလို့5 5က5 out မငယ်တဲ့အတွက်ကိုလီရှင်က pause ဆိုပြီးတော့ဖြစ်ပါတယ် pause ဆိုပြီးတော့ဖြစ်သွားတော့ဒီ body ထဲမှာရှိတဲ့ကုတ်ကိုအလုံးမလုံးစေဘဲနဲ့ဒီ wild loop ကပြီးသွားတယ် ။ဒါကြောင့်မို့လို့ loop in ဆိုပြီးတော့ပေါ်လာတယ်။ဒီလိုဆိုလို့ရှိရင်ကျွန်တော်တို့လွတ်လွတ်လိုက်တဲ့ကုတ်က hello ကို၅ချိန်ထိုးပြလိုက်တာဖြစ်ပါတယ်။ဒီကောင်းရဲ့လွတ်လွတ်ပုံပိုင်းဆိုတော့ကျွန်တော်ရှေ့ဗီဒီယိုမှာရှေ့ပြသွားတဲ့ပေါ်လူနဲ့ဆင်တူပါတယ်။အာကျွန်တော်တို့ while loop မှာ while loop အပြင် do while loop ဆိုပြီးတော့ရှိပါတယ်။ do while loop ကိုကြတော့ဘယ်လိုရေးလဲဆိုလို့ရှိရင်ဒီမှာပါတော့ကျွန်တော်က while loop ကိုဖြည့်ပြလိုက်မယ်။ပြီးတော့ ဒူဝိုင်းလူကကျတော့ DO ဒူးဆိုပြီးတော့ရေးမယ်ပြီးလို့ရှိရင်တော့ွယ်ချင်းကကျွန်တော်တို့အာ body ကိုရေးမယ်ပေါ့နော် body ပြီးသွားလို့ရှိရင်အောက်မှာကျတော့ update ကိုရေးမယ်ပြီးတော့ဒီတော့ွယ်ရဲ့အနောက်မှာ why ဆိုပြီးတော့ဒီလက်တွယ်ွယ်ချင်းမှာ code share ကိုရေးမယ် CO N ဒီ code share ကိုရေးမယ်ပေါ့နော်ပြီးသွားလို့ရှိရင်ဒီ semi colon နဲ့ပြလိုက်မယ်ဒီကောင်ကကျတော့ကျွန်တော်တို့ do while loop ကိုရေးတဲ့ပုံစံပါ သူကဝိုင်လူနဲ့ပါကွာလဲဆိုလို့ရှိရင်ဝိုင်လူမှာကျတော့ကျွန်တော်ဝိုင်လူကိုစပြီးတော့ပတ်တဲ့အပတ်မှာပဲကိုတီရှေကိုဆစ်လိုက်တယ်တကယ်လို့ပထမအစစ်တဲ့အပတ်မှာကတည်းကကိုတီရှေကမာဝါလို့ရှိရယ်ကျွန်တော်ဒီတော့ွယ်ထဲမှာရှိတဲ့ကုတ်ကိုလုံးမလုံးတော့ပါဘူးဒါပေမဲ့ဒူဝိုင်လူမှာကျတော့ကိုတီရှေကိုအရင်မစစ်ဘဲနဲ့ကျွန်တော်ကုတ်ကိုအရင်အလွတ်လွတ်လိုက်တယ်ဤတော့မှာကိုတီရှေကိုစစ်တယ် ပြောရတာကျတော့ကျတော်တို့ကပထမအစစ်တဲ့အခေါက်မှာပထမပတ်တဲ့အပတ်မှာဗောနော်ပထမပတ်မဲ့ပတ်မှာကတည်းကကော်ဒီရှင်ကမဝါလို့ရှိရင်လေဒီဒူးထဲမှာရှိတဲ့ body ကိုတစ်ခေါက်လလုပ်ပေးတယ်ဗောနော်ပြီးတော့မှကျတော်တို့ရဲ့ white look ကို brain center ဖြစ်ပါတယ်ကျတော့ကျွန်တော်ရေးပြပါမယ်ဒီမှာကော်ဒီရှင်နေရာမှာ ကျတော့ကျွန်တော်က i less than 5ဆိုပြီးတော့ရေးလိုက်မယ် i less than 5 ဆိုပြီးတော့ရေးလိုက်မယ်ပြီးတော့ body မှာကျတော့ train app နဲ့ hello ဆိုပြီးတော့ထွက်ပြလိုက်မယ်ပြီးတော့လို့ရှိရင် update မှာကျတော့ i plus plus ဆိုပြီးတော့ပဲရေးလိုက်မယ်ဒီကောင်ကျတော့ကျွန်တော်ခဏတုန်းက while loop မှာရေးထားတဲ့ code တိုင်းပါပဲဒါပေမဲ့ဒီကောင်ကျတော့ကျွန်တော်က do while loop နဲ့ရေးကြည့်တာဖြစ်ပါတယ် write မယ်ဆိုလို့ရှိရင်ဒီခဏတုန်းက while loop ကိုရေးတဲ့ပုံစံတိုင်းပဲ hello ၅ချိန်ပေါ်ပါတယ် ဆိုတော့ကျွန်တော်တို့ကဒီကောင်တစ်ခုကိုအာရှင်ပြီးတော့ရေးကြည့်အောင်ရေးမယ်ဆိုလို့ရှိရင်ကျွန်တော်ကနေပြီးတော့အဒီဂျာအပေါ်မှာ i ဆိုပြီးတော့ဒီထားခဲ့တာပြည်တဲ့အတွင်းကျွန်တော်ကဒီဒီတစ်ခါမှာ j ဆိုပြီးတော့တည်လိုက်မယ်ပြီးတော့0ဆိုပြီးတော့တည်ထားခဲ့မယ်ဒီမှာ i ဆိုပြီးတော့ထပ်တည်လို့မရတော့ပါဘူးတကယ်လို့ i ဆိုပြီးတော့ထပ်တည်လို့ရှိရင်ကျွန်တော်ရဲ့ code ကဒီ error တက်ပါလိမ့်မယ် ပြီးတော့ကျွန်တော်က why ဆိုပြီးတော့ condition ထဲမှာအဲ j less day five ဆိုပြီးတော့ရေးမယ်ပြီးတော့ top way ထဲမှာကျတော့ rain and fashion နဲ့ကျွန်တော်ကအဲ i ဆိုပြီးတော့ i shoe ဆိုပြီးတော့ကျွန်တော်ကရေးလိုက်မယ်ပြီးတော့ best let in နဲ့ပြီးတော့နောက်ဆုံးမှာကျတော့စီမီပေါ်မှာဆက်လိုက်မယ်ပြီးတော့လို့ရှိရင် update မှာကျတော့ i j++ ဆိုပြီးတော့ရေးလိုက်မယ် ဒီကောင်တစ်ခုကို run လိုက်မယ်ဆိုလို့ရှိရင် hello ဆိုပြီးတော့ငါးချိန်ပေါ်တယ်ပြီးတော့ ice cube ဆိုပြီးတော့ငါးချိန်ပေါ်တယ်ဆိုတော့ဒီကောင်ကိုကြည့်လိုက်အောင် call site မှာလာဆိုပြီးတော့ထားလိုက်မယ် hello ဆိုပြီးတော့ငါးချိန်ပေါ်တယ် ice cube ဆိုပြီးတော့ငါးချိန်ပေါ်တယ်ဒီကောင်တစ်ခုရဲ့လပ်ဘုံကဒီအခုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့အတူတူပဲပေါ့နော်ဘာမှမကွာခြားဘူးလို့ထင်ရတယ်ဒါပေမဲ့ကျွန်တော်ဒီမှာ i ကိုလည်းငါ i less တဲ့ဖိုင်နေရာမှာ ILS တွေ0ဆိုပြီးတော့ထားလိုက်မယ်ဆိုလို့ရှိရင်ဒရိုင်းမယ်ဆိုလို့ရှိရင် hello ဆိုပြီးတော့ဒီချိန်ပေါ်ပါရင်တကယ်လို့ while loop မှာ JLS တွေ0ဆိုပြီးတော့ထားလိုက်မယ်ဆိုလို့ရှိရင် ice 2ကဒီချိန်မှမပေါ်ပါဘူးဆိုတော့ကျွန်တော်ပြောတဲ့အတိုင်းပဲဒီ while loop မှာကျတော့ကျတို့ပထမပတ်တဲ့လူမှာကလေးက condition ကိုစစ်လိုက်တယ် ။ဆိုတော့ initialization မှာကျွန်တော်တို့က j ကို0ဆိုပြီးတော့တည်ထားခဲ့တယ်။ပြီးတော့ပထမပတ်တဲ့အခါမှာ j က0တဲ့ငယ်လားဆိုပြီးတော့ရှင်းလိုက်တယ်။ဆိုတော့ j က0တဲ့မငယ်တော့ဘူး။ဘာလို့ဆိုတော့ j ကိုယ်တိုင်က0ဖြစ်နေတယ်။ဒါကြောင့်မလို့ d y loop ကိုအလုံးမလုံးပဲနဲ့ y loop ကပြီးတစ်ခါလေးပြီးသွားတယ်။ဒါကြောင့်မလို့ ice juice ဆိုပြီးတော့တစ်ခါမှမပေါ်တော့ပါဘူး။ဒါပေမဲ့ do while loop မှာကျတော့ ကိုဒီရှင်ကတက်တော့ i list is 0ဆိုပြီးတော့စစ်ထားတယ်ဗောနော် i ကိုတိုင်ကလည်းပထမ initialization မှာ0ဆိုပြီးတော့တည်ထားခဲ့တယ် condition မှာလည်း i list is 0ဆိုပြီးတော့တည်ထားခဲ့တယ်ဒါပေမဲ့ကျွန်တော်ကဒီ condition ကိုပထမပတ်တဲ့အပတ်မှာအရင်မစစ်ဘဲနဲ့ပထမပတ်တဲ့အပတ် view တော့မှာစစ်လိုက်တယ်ဗောနော်တွေ့ကြတာတက်တော့ဒီ do ထဲမှာရှိတဲ့ code ကိုအရင်လွတ်လွတ်လိုက်တယ် ဆိုတော့ပထမကြိလလုတ်တဲ့အခါမှာ bring us နဲ့ hello ဆိုပြီးတော့ထွေးပြလိုက်တယ်ဆိုတော့ဒီကောင် hello ဆိုပြီးတော့ထွေးပြလာတယ်ပြီးတော့ condition ကိုရေးဆက်လိုက်တယ်ဆက်လိုက်တဲ့အခါမှာ i က0 0က0အောက်ငယ်လားဆိုတော့မငယ်ဘူးဘာလို့ဆိုတော့0နဲ့0က2တယ်အကြောင်းမလို့ condition က false ဖြစ်ပြီးတော့ while loop ကို break လုပ်လိုက်တယ်ဒါပေမဲ့ to break လုပ်တဲ့အချိန်မှာ hello ဆိုပြီးတော့ဒီ body ကတစ်ခေါက်အလွတ်လွတ်ပြီးတော့ပါပြီ ဒါကြောင့်မို့လို့ဟဲလို့ဆိုပြီးတော့ပေါ်နေပါတယ်။သဘောပေါက်မှန်ထင်ပါတယ်။ကျွန်တော်တို့ RAM မှာဆိုလို့ရှိရင် while loop မှာကျတော့ကျွန်တော်တို့ code ရှိကိုအရေးစစ်တယ်ပြီးတော့မှ body ကိုလွတ်လွတ်တယ်။အဲ code ကိုလွတ်လွတ်တယ်ပေါ့နော်။ do while loop မှာကျတော့ code ကိုအရေးလွတ်လွတ်ပြီးတော့မှ code ရှိကို slider ဖြစ်ပါတယ်။ဒါကြောင့်မို့လို့ do while loop မှာကျတော့ပထမတစ်ကြိမ် code ရှိကမမဝလို့ရှိရင်တောင်မှပထမတစ်ကြိမ်အဲ body ကို အနည်းဆုံးတစ်ခေါက်အလွတ်လွတ်လိုက်တာဖြစ်ပါရင်သဘောပေါက်မယ်ထင်ပါရဲ့ဒီဗီဒီယိုမှာရှင်းပြသွားတာကိုနားမလည်လို့ရှိရင် comment ထဲမှာမေးလေလို့ရပါတယ်နောက်ဗီဒီယိုကြားလို့ရှိရင်ကျွန်တော်တို့ရဲ့ပထမအဦးဆုံး Arduino project ကိုပြုလုပ်သွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ channel ထဲမှာ Arduino မှာသုံးဖို့အတွက်လိုအပ်တဲ့ C programming basic တွေကိုအာတည်ပြပြီးတော့ပါပြီဒါပေမဲ့တခြားလိုအပ်တာလေးတွေလည်းရှိသေးတယ်ဗောနော်ဒီ array တို့ switch case plate တို့ကိုကြာတော့ကျွန်တော်လိုအပ်လို့ရှိရင် Arduino သင်နေရင်းနဲ့လည်းထပ်ပြီးတော့တရားပေးသွားပါမယ်။ကျွန်တော်ကတော့ C programming ကိုပဲလုပ်နေရလို့ရှိရင်ပြီးလာမှကြောက်လို့ဒီ Arduino project တွေကိုစပြီးတော့ပြုလုပ်ပြီးမှဖြစ်ပါတယ်။နောက်ဗီဒီယိုတက်လို့ရှိရင်ပြန်တွေ့ပါမယ်။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတူးစီရှိပါတယ်ခင်ဗျာ။